2025ခုနှစ်အောက်တိုဘာလတလစာအတွက်တနင်္ဂနွေသားသမီးတွေအားလုံးအတွက်ရွှေတဲတော်ရတရားကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဗျာ။ဇီဝရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စအလုပ်အသစ်တစ်ခုတိုးချက်ပြောင်းလဲလုပ်ငန်းရတာမျိုးတွေကြုံမယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စ ငါးကရံကိုကြောင်းပြုပြီးတော့ဝင်ပါလိမ့်မယ်ဗျ900 9000 9000 5သိန်း50သိန်း900သိန်း900သိန်း5000ဝင်လာဖို့ရှိပါပုံပုံပြီးတော့စင်ပြေခြင်းနဲ့ပုံပုံပြီးတော့အောင်မြင်ခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပန်းအဝါရောင်9ခွင်အမွှေးတိုင်9တိုင်တောက်တော်ရီ9ခွင်ကလူပူဇော်လှူဒန်းပါ ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စရခင်ကဖြစ်ခဲ့ဘူးတော့အနာဟောင်းယောဂဟောင်းနေပြန်လဲပေါ်တတ်တယ်အရေပြားနဲ့ပတ်သက်တဲ့ယောဂဖြစ်တယ်ပါမြေမဇာတတပြောက်ကင်းကျင်နေဆိုရင်တော့ကခကကန်ကနာမည်ပါတဲ့ဆရာဝန်နဲ့ကုသပါတမားတော်နဲ့ပြတ်တာပါရွှေတဲတော့ရတဲ့အတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ လမ်းမှာတွေ့သော ခွေးလေးခွေးလေးတွေကိုအစာကျွေးဒါနပြုဆုတောင်းပါဒါဆိုရင်တော့ခံစားနေရတဲ့ယောဂါတွေဝေဒနာတွေဟာပိန့်ကြရွက်ပေါ်ရှင်တင်တကယ်သူအမြန်စင်ကင်းစင်ပပြအောင်မြင်မှာပဲဖြစ်ပါတယ်ဆာမွေကိစ္စအင်တာဗျူးကိစ္စအချင်းချက်ကိစ္စအမှုခင်းကိစ္စသူရင်ကိုယ်ရင်ပြောဆိုတာရှင်းရလျက်တဲ့ကိစ္စတွေ ਨੇ ရင်ဆိုင်ဖြစ်ရှင်းနေရတယ်ဆိုရင်တော့အပြာနုရောင်ပါတော့ဝက်စားတွေကိုဝက်ပါကော်ဖီတစ်ခွက်ကိုတောက်ပြီးတော့သွားပါဒါဆိုရင်တော့ကိုယ့်ဘက်ကနေအောင်နိုင်မှုကိုရရှိမှာပဲဖြစ်ပါတယ်ဗျဒီလိုကာလမျိုးမှာမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေအမြန်ဆုံးရောင်းထွက်ခြင်းနဲ့ဆိုရင်တော့ရွက်လာညွန့်လေးလေးညွန့်နဲ့ထိပ်ပြီးတို့ပြီးခောက်ပြီးဆူတောင်းပါဗျာ ။ဒါဆိုရင်တော့ကိုရောင်းကျင်တဲ့ပစ္စည်းတွေဟာတိတိတသာလှင်လင်းမြန်မြန်နဲ့အမြန်ဆုံးရောက်ထွက်သွားတာကိုမျက်ဝါးထင်ထင် တွေ့မြင်ရမှာပဲဖြစ်ပါလေဗျ။ဒီလိုကာလမျိုးမှာဂါရာတစ်ခုကိုပွားများခြင်းနဲ့သူတွေကတော့ဘဂဝါအောင်ပြီဆိုပြီးတော့မနဲ့အိယာထာနဲ့အိမ်ပေါ်မှာခြေစုံရဲ့လမ်းမဘက်ကိုမျက်နာမူပြီးတော့သက်စစ်ရွက်ကမှာပဲဖြစ်ပါလေ တလားတီတီဒိတ်ချံဝင်ပြီးရွတ်ကမှာပဲဖြစ်ပါတယ်ဒီလိုကာလမျိုးမှာဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိတ်ချံပြီတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဟရဟံအောင်မီဆိုပြီးတော့တနေ့ကိုပြီး7ဘတ်တလားတီတီဒိတ်ချံဝင်ပြီးစိတ်ကမှာပဲဖြစ်ပါအဲဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန္တာရာညံ့ခိုက်တီပြေပြောင်းပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ2025ခုနှစ်အောက်တိုဘာလတလစာအတွက်တလဲလာတာသမီးအားလုံးအတွက် ရွှေတဲတော့ရတရားကိုညွှန်ကြားပြဆိုပေးမှာဖြစ်ပါတယ်တလဲလာတာသမီးဒီချိန်ဒီကလမှာတော့စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စငွေကြေးကြီးကြီးမားမားယင်းဒီမြှုပ်နှံမှုတွေကိုမလုံတင်သေးပါဘူးဗျာ ဝင်ကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ခုနှစ်ကဏ္ဍကိုအကြောင်းပြုပြီးတော့ဝင်လာပါလိမ့်မယ်900ခု9000ခု9000ခု9000တို့3900တို့3900ခု3900တို့3900တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်ဗျပုံမူပြီးတော့တင် जा ခြင်းနဲ့ပုံမူပြီးတော့အောင်မြင်ခြင်းနဲ့ပုံမူပြီးတော့အစဉ်ပြေခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနှင်းစီပန်းအနီအောင်ခုနှစ်ပွင့်အမွေးတိုင်ခုနှစ်တိုင် ကလူပူဇော်လူတန်းပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလက်တစ်ဖက်ထုံနာကျင်နာကြိုက်တာခဲတာနေဖြစ်တတ်ပါလေခံစားတတ်ပါမြဲမြဲဆန်းဆန်းတက်တာပြောက်ကင်းကျင်နေဆိုရင်တော့ကခကကန်ကနာမည်ပါတဲ့ဆရာဝန်နဲ့ကုသပါတမားတော်နဲ့ပြတာပါရွှေတဲတော့ရရတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ ကိတ်မုတ်ကိုကြက်အမွှေးတိုင်ကိုတိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ဆုတောင်းပါဒါဆိုရင်တော့ခံစားနေရတဲ့ရောဂါတွေဝေဒနာတွေဟာဖိန်းကြာရက်ပေါ်ရှင်ပြင်တကဲ့သို့အမြန်ဆင်ကင်းစင်ပပြောင်းအောင်မြင်ပါပဲဖြစ်ပါတယ်စာမွေးကိစ္စအင်တာဗျူးကိစ္စအချင်းချက်ကိစ္စသူတင်ကိုတင်ပြောရဆိုတာရှင်းရလင်းရတဲ့ကိစ္စအမှုခင်းကိစ္စတွေနဲ့ရှင်းဆိုင်ဖြည့်ရှင်းနေရတယ်ဆိုရင်တော့ အဖြူရောင်ပါသောဝတ်စားတွေကိုဝတ်ပါရှည်တန်းတစ်ခွက်ကိုတောက်ပြီးတော့သွားပါဒါဆိုရင်တော့ကိုယ့်ဘက်ကနေအောင်နိုင်မှုကိုရရှိမှာပဲဖြစ်ပါတယ်ဗျဒီလိုကာလမျိုးမှာမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေအမြန်ဆုံးရောင်းထွက်ခြင်းနဲ့ဆိုရင်တော့ဝါးညွန့်လေးလေးညွန့်နဲ့ထိပြီးတို့ပြီးခောက်ပြီးဆူတောင်းပါဗျဒါဆိုရင်တော့ကိုရောင်းခြင်းနဲ့ပစ္စည်းတွေဟာတိတိတသာလှင်လင်းမြန်မြန်နဲ့အမြန်ဆုံးရောင်းထွက်သွားတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပဲဖြစ်ပါလေဗျဒီလိုကာလမျိုးမှာဂါရာတစ်ခုကိုပွားများခြင်းနဲ့သူတွေအတွက်ကတော့ဂုံတော်၉ပါးတနေ့ကို28ခေါက်ရွတ်ပါ မနက်အရာထားနဲ့အိမ်ပေါ်မှာခြေစုံရက်လမ်းမဘက်ကိုမျက်နှာမူပြီးတော့ဂုံတော်ပု၉ပါး28ခေါက်ရွတ်ပါဗျ။ ဒီလိုကာလမျိုးမှာဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိတ်တံပလီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာရဏတံမဲ့တော့အောင်ပြီဆိုပြီးတော့တနေ့ကိုပတိသုံးပတ်တလားတိတိဒိတ်တံဝင်စိတ်ကမှာပဲဖြစ်ပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါ။ ပြ2025ခုနှစ်အောက်တိုဘာလတလစာအတွက်အင်္ဂါသတ္တမိအားလုံးအတွက်ရွှေတက်တော့ရတရားကိုညွှန်ကြားပြဆိုပေးမှာဖြစ်ပါတယ်အင်္ဂါသတ္တမိဒီချိန်ဒီကာလမှာတော့စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စငွေကြေးကြီးကြီးမားမားမြုပ်နေတာဒီတူတဲ့တယောက်တဲ့ကိုပိုင်ဆုပ်ဖြတ်တဲ့တစုထိုးလောက်တာဒီငွေကြေးလက်လွန်တာဒီကိုတော့လုံးဝလုံးဝမလုံသင့်သေးတဲ့ကာလဖြစ်ပါတယ်ငွေကြေးချီးကြငှားတာကြီးလည်းမလုံသင့်ပါဘူး ပတ်စံနဲ့ပတ်သက်လာရင်တော့ခုနှစ်ကနေကိုကြောင်းပြူပြီးတော့ဝင်လာဖို့ရှိပါတယ်။ခုနှစ်ရာလို့ခုနှစ်ထောင်လို့ခုနှစ်တောင်းလို့ခုနှစ်သိန်းလို့သိန်းခုနှစ်ဆယ်လို့သိန်းခုနှစ်ရာလို့သိန်းခုနှစ်ထောင်လို့သိန်းခုနှစ်တောင်းလို့ဝင်လာဖို့ရှိနေပါတယ်။ပုံမှုပြီးတော့တေချာခြင်းနဲ့ပုံမှုပြီးတော့အောင်မြင်ခြင်းနဲ့ပုံမှုပြီးတော့အစဉ်ပြေခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျွေပကံများတစ်ချက်တည်းမှာထမြက်ခဲခုနှစ်ခဲထဲပါအမွှေးတိုင်ခုနှစ်တိုင်ဖျောင်းနဲ့ခုနှစ်တိုင်ဆက်ပြီးတော့ကတ်လူပူဇော်လှူဒါန်းပါ ျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စအရိုးနဲ့ပတ်သက်တဲ့ယောဂအကျောနဲ့ပတ်သက်တဲ့ယောဂအရေပြားနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ်ဉာဏ်စရတ္တာပျောက်ကင်းခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ကုလိုမြတ်ကြီးကိုတောက်တော်ရင်၅ခွက်အမွှေးတိုင်း၅တိုင်းပန်းအဝါရောင်၅ခွင့်ကက်လူပူဇော်လှူဒန်းပြီးတော့ဆူတောင်းပါ ဒါဆိုရင်တော့ခံစားနေရတဲ့ချောကာတွေဝေဒနာတွေဟာတိန်းကြရက်ပေါ်ရင်တင်တကယ်သူအမြန်အစင်ကင်းစင်ပပြအောင်မြင်မှာပဲဖြစ်ပါတယ်ဆာမွေကိစ္စအင်တာဗျူးကိစ္စအချင်းချက်ကိစ္စတူရင်ကိုရင်ပြောရဆိုတာရှင်းရလျင်တဲ့ကိစ္စအမှုခင်းကိစ္စတွေနဲ့ရှင်းဆိုင်ဖြစ်ရှင်းနေရတယ်ဆိုရင်တော့အဝါရောင်ပါသောဝိစားတွေအနီရောင်ပါသောဝိစားတွေကိုဝတ်ပါ အာလူကြော်တစ်ထုပ်ကိုစားပြီးတော့သွားပါဒါဆိုရင်တော့ကိုယ့်ဘက်ကနေအောင်နိုင်မှုကိုရရှိမှာပဲဖြစ်ပါဒီလိုကာလမျိုးမှာမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းအမြန်ဆုံးရောက်ထွက်ခြင်းနဲ့ဆိုရင်တော့ကစောညွန့်ငားညွန့်နဲ့ဖြီးပြီးတို့ပြီးခောက်ပြီးဆူတောင်းပါဗျ။ဒါဆိုရင်တော့ကိုရောင်းခြင်းတဲ့ပစ္စည်းတွေဟာတိတိတသာလှင်လင်းမြန်မြန်နဲ့အမြန်ဆုံးရောက်ထွက်သွားတာကိုမျက်ဝါးထင်ထင် တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျဒီလိုကာလမျိုးမှာဂါရာတစ်ခုပွားများခြင်းနဲ့သူဒီကတော့ဝိဇာစာယနာတံမဲ့တော့အောင်ပြီဆိုပြီးတော့မနဲ့အိယာထနဲ့အိမ်ပေါ့မှာခြေစုံရဲ့လမ်းမဘက်ကိုမျက်နာမူပြီးတော့တက်စစ်ရွက်ကမှာပဲဖြစ်ပါတယ်တလားတီတီတိတ်ထန်ဝင်ပြီးတော့ရွက်ကမှာပဲဖြစ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘုဒ္ဓအောင်ပြီဆိုပြီးတော့ဒီနေ့ဥပဒိ၈ပတ်နဲ့တလတိတိဒိဋ္ဌံဝင်ပြီးစိတ်ကမှာဖြစ်ပါဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ2025ခုနှစ်အောက်တိုဘာလတလစာအတွက် ဗုဒ္ဓဘုရားသမီးတွေအားလုံးတွင်ရွှေတဲတော်ရရားကိုညွန်ကြားပြဆိုပေးမှာဖြစ်ပါတယ်။ဗုဒ္ဓဘုရားသမီးတွေကဒီချိန်ဒီကာလမှာတော့စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသူတင်ကိုတင်ပြောရဆိုတာရှင်းရလင်းရစာကိစ္စတွေပေါ်ဖို့ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့လက်ကြီးကောင်းတဲ့အချိန်ကိုရောက်လို့နေပါတယ်ဗျ။ပုံမူပြီးတော့တေချာခြင်းနဲ့ပုံမူပြီးတော့အောင်မြင်ခြင်းနဲ့ပုံမူပြီးတော့ရရှိခြင်းနဲ့ဆိုရင်တော့ မြတ်စွာဘုရားရှင်ပုရောမြတ်ကြီးကိုတန်းကြီးညွန်ခုနှစ်ညွန်အမွေးတိုင်ခုနှစ်တိုင်ဖျောင်းတိုင်ခုနှစ်တိုင်ကတ်လူပူဇော်လှူဒန်းပြီးတော့ဆုတောင်းပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စမူးမယ်မောမယ်နှလုံးအားနဲ့ပဲမျက်စိပါဝါတိုးတက်ပါလေဗျာငရဇနတက်တာပျောက်ကင်းကျင်နေဆိုရင်တော့ပဖပပမနာမည်ပါတဲ့ ဆရာဝန်နဲ့ကုသပါတမားတော်နဲ့ပြတာပါရွှေတဲတော်ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ပေါင်မုတ်ထောဘက်တုံ၅ချက်အမွေးတိုင်း၅တိုင်းဖျောင်းတိုင်း၅တိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ဆုတောင်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာခံစားနေရတဲ့ရောဂါတွေဝေဒနာတွေဟာပိန်ကြရွက်ပေါ်ရင်တင်တကယ်တူမြန်စင်ကင်းစင်ပပြောက်အောင်မြင်ပါပဲ။ ဖြစ်ပါတယ်ဗျစာမွေးကိစ္စအင်္ဂါဘူးကိစ္စချင်းချက်ကိစ္စအမှုခင်းကိစ္စသူတွေကိုယ်တွေပြောရဆိုတာရှင်းရလင်းရတဲ့ကိစ္စတွေ ਨੇ ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုရင်တော့အနီရောင်ရဲရဲပါတော့ဝိစားတွေကိုဝစ်ပါအုံးကြီးတစ်ခွက်ကိုတောက်ပြီးတော့သွားပါဒါဆိုရင်တော့ကိုယ့်ဘက်ကနေအောင်နိုင်မှုကိုရရှိမှာပဲဖြစ်ပါတယ်ဗျာ ီလိုကာလမျိုးမှာမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေအမြန်ဆုံးရောင်းထွက်ခြင်းနဲ့ဆိုရင်တော့စတိစွန်းလေးတစ်စွန်းနဲ့ကိုရောင်းခြင်းတဲ့ပစ္စည်းတွေကိုထိပြီးတို့ပြီးခောက်ပြီးဆူတောင်းပါဗျာ။ဒါဆိုရင်တော့ကိုရောင်းခြင်းတဲ့ပစ္စည်းတွေဟာတိတိတသာလှင်းလင်းမြန်မြန်နဲ့အမြန်ဆုံးရောင်းထွက်သွားတာကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာပဲဖြစ်ပါလေဗျာ။ဒီလိုကာလမျိုးမှာ ခါရာတခုကိုရွှေပွားခြင်းနဲ့သူတွေကတော့မနက်အိယာထတာနဲ့အိမ်ပေါ်မှာခြေစုံရက်လမ်းမဘက်ကိုမျက်နှာမူပြီးတော့တဏ္ဍာတံဗုဒ္ဓအောင်ပြီဆိုပြီးတော့တက်စီရွက်ကမှာပဲဖြစ်ပါတယ်တလားတိတိဒိဋ္ဌံဝင်ပြီးတော့ရွက်ကမှာပဲဖြစ်ပါတယ်ဟီလိုကာလမြို့မှာဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပလီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ လောကဝိတုအောင်ပြီဆိုတနည်းကိုပတိလေးဘက်နဲ့တလတိတိဟိတ်ထံဝင်ပြီးတော့စိတ်ကမှာပဲဖြစ်ပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုင်အောင်လင်းပါဗျ လူချင်းမျိုးအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွယ်ဘယ်ပြည်နဲ့ဘယ်နိုင်ငံတွေကြည့်ရှုအားပေးနေတဲ့ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဖြာမြေတာဘူးဆူတောင်းပေးခြင်းလို့ပါ2025ခုနှစ်အောက်တိုဘာလတလစာအတွက်ဂျာတာပလေးတာသမီးတွေအားလုံးအတွက်ရွှေတဲတော့ရတဲ့တခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စအလုံးနှမျိုးလောက်ရခြင်း ဝင်ငွေနှမျိုးရခြင်းတွေကြုံရတတ်တဲ့ကာလဖြစ်ပါငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စ၃ကလန့်ကိုအကြောင်းပြုပြီးတော့ဝင်ပါလိမ့်မယ်300 3000 3000 3000 3300 3300 3300 3300 3300ဝင်လာတတ်တဲ့အချိန်ဖြစ်ပါပုံမူပြီးတော့အစဉ်ပြေခြင်းနဲ့ပုံမူပြီးတော့အောင်မြင်ခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအမွေးတိုင်ရ၃နိုင်ဖျောင်းတိုင်ရ၃နိုင် စောစိမ့်ညော့၃ညော့ကတ်လူပူဇော်လှူဒန်းပြီးတော့ဆူတောင်းပါချမ်းသာရေးနဲ့ပတ်သက်တဲ့ကိစ္စအကျော်အားနဲ့နေတာကိုတွေ့ရပါတယ်ဗျာမြေမဇာတတပျောက်ကင်းခြင်းနဲ့ဆိုရင်တော့ပဖပပမနာမည်ပါတဲ့ဆရာဝန်နဲ့ကုသပါတမားတော်နဲ့ပြတာ ွေတဲတော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ရွှေပကံများတစ်ချက်ထဲကိုအာလူးကြော်မောင်းမော်လေးထည့်ပါငွေတိုင်ငါးတိုင်ဖျောင်းတိုင်ငါးတိုင်ဆက်ပြီးတော့မြက်စွာဖျားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ဆူတောင်းပါအားဆိုရင်တော့ခံစားနေရတဲ့ရောဂါတွေဝေဒနာတွေဟာဖိန်ချာရက်ပေါ်ရှင်ပြင်တကယ်သူအမြန်စင်ကင်းစင်ပပြောက်အောင်မြင်ပါပဲဖြစ်ပါတယ်ဗျာစာမွေးကိစ္စ အင်တာဗျူးကိစ္စအချင်းချက်ကိစ္စသူတင်ကိုတင် ပြောရဆိုတာရှင်းရလင်းရတဲ့ကိစ္စအမှုခင်းကိစ္စတွေနဲ့ရှင်းဆိုင်ဖြစ်ရှင်းနေရတယ်ဆိုရင်တော့အဝါရောင်ပါသောဝိစာအနီရောင်ပါသောဝိစာတွေကိုဖွင့်ပါအလူကျော်တစ်ထုပ်ကိုစားပြီးတော့သွားပါဒါဆိုရင်တော့ကိုယ့်ဘက်ကနေအောင်နိုင်မှုကိုရရှိမှာပဲဖြစ်ပါ ဒီလိုကာလမျိုးမှာမိမိတို့ရဲ့ရှောင်းကုန်ပစ္စည်းတွေအများဆုံးရောက်ထွက်ခြင်းနဲ့ဆိုရင်တော့အုံမုတ်ခွက်ကြီးကြီးတစ်ခွက်နဲ့ထိပြီးတူပြီးခောက်ပြီးဆူတော့မှာပြဒါဆိုရင်တော့ကိုရောင်းခြင်းတဲ့ပစ္စည်းတွေဟာတိတိတသာလှင်းလင်းမြန်မြန်နဲ့အများဆုံးရောက်ထွက်သွားတာကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာပဲဖြစ်ပါတယ် ီလိုကာလမျိုးမှာမိမိတို့ရဲ့မိမိတို့အနေနဲ့ဂုံတော်တစ်ခုကိုပွားများခြင်းနဲ့သူတွေအတွက်ကတော့လောကဝိတုအောင်ပြီဆိုပြီးတော့မနဲ့အိယာထားနဲ့အိမ်ပေါ်မှာခြေစုံရဲ့လမ်းမဘက်ကိုမျက်နှာမူပြီးတော့သက်စေရွက်ကမှာပဲဖြစ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံတိတစ်မျိုးကို ညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာဆိုင်နာတမန်တော်အောင်ပြီဆိုပြီးတော့တနေ့ကိုပတိ၃ပတ်တလားတိတိဒိတ်ထံဝင်ပြီးစိတ်ကမှာပဲဖြစ်ပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါ မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံတွေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရှင်းပေးခဲ့ပါအောင်ဗျမြေတာဘူဆူတောင်းပေးခြင်းလို့ပါ2025ခုနှစ်အောက်တိုဘာလတလစာအတွက်တောက်ကြသားသမီးတွေအားလုံးအတွက်ရွှေကျဲတော်ရေတရာကိုညွှန်ကြားပြဆိုပေးမှာဖြစ်ပါတယ် တောင်ကြသားသမီးယခုချိန်ယခုကာလမှာတော့စာချုပ်စာတန်းတွေမှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်တတ်ပါတယ်။ကောင်းတော်ထူးခြင်းဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စ၁၀,၂,၃,၃,၃သိန်း၊၃,၁,၃,၃,၃သိန်းဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ပုံမှန်ပြီးတော့တည်ကြခြင်းနဲ့ပုံမှန်ပြီးတော့အောင်မြင်ခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကို အုံးရီတခွက်အမွှေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းကတ်လူပူဇော်လူတန်းပြီးတော့ဆူတောင်းပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စမူးခြင်းမောခြင်းနှလုံးအားနဲ့ခြင်းမျက်စိစမ်းသက်ကခြင်းပါဝါတိုးခြင်းမျက်မှန်အစ်စ်လဲရခြင်းဒါတွေကြုံရတဲ့အချိန်ဖြစ်ပါ ရဇရတတပြောက်ကင်းကျင်နေဆိုရင်တော့ပဖပပမနာမည်ပါတဲ့ဆရာဝန်နဲ့ကုသပါတမားတော်နဲ့ပြတာပါရွှေတဲတော့ရတရားတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ပူတင်းပေါင်မှု၅လုံးမွေးတိုင်း၅တိုင်းဖျောင်းတိုင်း၅တိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါ ဒါဆိုရင်တော့လူချင်းမျိုးမှာခံစားနေရတဲ့ရောဂါတွေဝေဒနာတွေဟာဖိကြရက်ပေါ်ရင်တင်တကယ်သူအမြန်ဆင်ကင်းစင်ပပြောက်အောင်မြင်မှာပဲဖြစ်ပါတယ်ဗျဆာမွေကိစ္စအင်တာဗျူးကိစ္စအချင်းချက်ကိစ္စသူရင်ကိုရင်ပြောရဆိုတာရှင်းရလျင်ရတဲ့ကိစ္စအမှုခင်းကိစ္စတွေနဲ့ရင်ဆိုင်ဖြည့်ရှင်းနေရတယ်ဆိုရင်တော့ အဖြူရောင်ပါတော့ဝစ်စာအနက်ရောင်ပါတော့ဝစ်စာ black and white တွဲဆက်ထားတဲ့ color တွေကိုဝစ်စင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကန်တာဆီရမယ်ကန်ခွန်းလန်းကောင်းရမယ်နွားတို့တစ်ခွက်ကိုတောက်ပြီးတော့သွားပါဗျာဒါဆိုရင်တော့ကိုယ့်ဘက်ကနေအောင်နိုင်မှုကိုရရှိမှာပဲဖြစ်ပါတယ်ဗျာဒီလိုကာလမျိုးမှာမိမိတို့အတွက်အရေးကြီးတဲ့ ရောင်းကုန်ပစ္စည်းတွေအမြန်ဆုံးရောင်းထွက်ခြင်းနဲ့ဆိုရင်ငင်းစီပန်းအနီအောင်ခုနှစ်ပွင့်နဲ့ထိပြီးတို့ပြီးခောက်ပြီးဆူတောင်းပါဒါဆိုရင်တော့ကိုရောင်းခြင်းတဲ့ပစ္စည်းတွေဟာတိတိတသာရှင်းလင်းမြန်မြန်နဲ့အမြန်ဆုံးရောင်းထွက်သွားတာကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျာ ဒီလိုကာလမျိုးမှာမိမိတို့ရဲ့မိမိတို့အတွက်ဂုဏ်တော်တစ်ခုပွားများခြင်းနဲ့သူတွေအတွက်ဝိဇာစာယနာတမ္မန်တော်အောင်ပြီဆိုပြီးတော့မနဲ့အိယာထာနဲ့အိမ်ပေါ်မှာခြေစုံရဲ့လမ်းမဘက်ကိုမျက်နှာမူပြီးတော့တက်စစ်ရွက်ကမှာပဲဖြစ်ပါတယ်။တလားတိတိဒိဋ္ဌာဝင်ပြီးရွက်ကမှာဖြစ်ပါ ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့တတ္တေဝမနုဿန်နဲ့အောင်ပြီဆိုဒီနေ့ကိုပတိခွနှစ်ပတ်နဲ့တလတိတိဒိဋ္ဌံဝင်ပြီးစိတ်ကမှာဖြစ်ပါတယ်။ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်ကြည့်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရှောက်ရှိစေပါပဲဖြစ်ပါတယ်ဗျ။ ျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမြေတာဘူးဆူတောင်းပေးခြင်းလို့ပါ2025ခုနှစ်အောက်တိုဘာလတလစာအတွက်စနေသားသမီးအားလုံးအတွက်ရွှေတဲတော့ရတရားကိုညွှန်ကြားပြဆိုပေးမှာဖြစ်ပါ စနေသားသမီးကဒီချိန်ဒီကာလမှာတော့နှစ်ဦးနဲ့ရပူးတွဲပေါင်းဆက်ပြီးတော့လုပ်ရတဲ့စက်တူရှယ်ယာလုပ်ငန်းတွေအကောင့်တွေဖော်ရတဲ့အချိန်ဖြစ်ပါငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စ6006006363360363600363600ဝင်လာတဲ့အချိန်ဖြစ်ပါပုံမူပြီးတော့တည်ကြခြင်းနဲ့ပုံမူပြီးတော့အောင်မြင်ခြင်းနဲ့ ပုံမူပြီးတော့အစဉ်ပြေခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအောင်တပြေညွန့်6ခက်အမွေးတိုင်း6တိုင်းဖျောင်းတိုင်း6တိုင်းကတ်လူပူဇော်လှူဒန်းပြီးတော့ဆုတောင်းပါဈာမကြီးနဲ့ပတ်သက်တဲ့ကိစ္စဒူးတို့နားတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါ ေမေသာသာတတ်တာပျောက်ကင်းကျင်နေဆိုရင်တော့ရရလဟွားပါတဲ့ဆရာဝန်နဲ့ကုသပါတမားတော်နဲ့ပြသပါရွှေတဲတော်ရေရာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့တောက်တော်ကြီးရရှစ်ခွဲအမွေးတန်ရရှစ်တန်ဘွားညုံဟာရှစ်ညုံမြဲစွာဖျားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ဆူတောင်းပါဒါဆိုရင်တော့ခံစားနေရတဲ့ရောဂါတွေဝေဒနာတွေဟာပိန့်ကြရွက်ပေါ်ရှင်းမတင်တဲ့ကဲ့သို့ အမြန်စင်ကင်းစင်ပပြောင်းအောင်မြင်မှာပဲဖြစ်ပါလေဗျစာမူရဲ့ကိစ္စအင်တာဗျူးကိစ္စအချင်းချက်ကိစ္စအမှုခင်းကိစ္စသူရင်ကိုရင် ပြောရဆိုတာရှင်းရလေရတဲ့ကိစ္စဒါမျိုးတွေနဲ့ကြုံတွေ့နေရတယ်ဆိုရင်တော့အပြာနုရောင်ပါတော့ဝက်စားတွေကိုဝက်ပါကော်ဖီတစ်ခွက်ကိုတောက်ပြီးတော့တွားပါ ဒါဆိုရင်တော့ကိုယ့်ဘက်ကနေအောင်နိုင်မှုကိုရရှိမှာပဲဖြစ်ပါဒီလိုကလာမျိုးမှာမိမိတို့အတွက်အရေးကြီးတဲ့ရှောင်းကုန်ပစ္စည်းတွေအမြန်ဆုံးရောင်းထွက်ခြင်းနဲ့ဆိုရင်တော့တမာညွန့်လေးခုနှစ်ညွန့်နဲ့ထီပြီးတူပြီးခောက်ပြီးဆူတောင်းပါဗျာ။ဒါဆိုရင်တော့ကိုရောင်းခြင်းတဲ့ပစ္စည်းတွေဟာတည်တည်တာတာလှင်လင်းမြန်မြန်နဲ့အမြန်ဆုံးရောင်းထွက်သွားတာကို မျက်ဝါးထင်ထင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဒီလိုကလာမျိုးမှာဂုံတော်တစ်ခုခု ပွားများခြင်းနဲ့သူတရတော်ဘဂဝါအောင်ပြီဆိုပြီးတော့မနဲ့အိယာထနဲ့အိမ်ပေါ်မှာခြေစုံရက်လမ်းမဘက်ကိုမျက်နာမှုပြီးတော့သက်စီရွက်ကမှာပဲဖြစ်ပါတယ်တလားတိတိဒိတ်ထံဝင်ပြီးရွက်ကမှာပဲဖြစ်ပါ ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တဒေဝမနုဿန်နဲ့အောင်ပြီဆိုပြီးဒီနေ့ကိုပတိခုနှစ်ပတ်သလတိတိဒိဋ္ဌံဝင်ပြီးစိတ်ကမှာပဲဖြစ်ပါလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကြီးကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျာ မေတ္တာဘူဆူတောင်းပေးခြင်းလိုပါ